ရှင်းရှင်းလင်းလင်းပဲပြောပါမယ်။ဘာကြောက်လဲဆိုတော့ဒီတစ်ခါမှာကိုယ့်ရဲ့ပေါ့နော်အခုဒီကြားထဲမှာကစာမွေးနဲ့ပတ်သက်လို့အင်တာဗျူးနဲ့ပတ်သက်လို့အလုပ်ကိစ္စနဲ့ပတ်သက်လို့စသဖြင့်ဒါမျိုးလေးတွေလုံးမဲ့လူတွေကအခု hostel ကနေပြီးတော့ပေါ့နော်နောက်လ21ရက်အတွင်းဆိုလို့ရှိရင်တော့ပို့ပြီးတော့အောင်မြင်ဖြစ်ထွန်းနိုင်တယ်အာပို့ပြီးအဆင်ပြေတိုးတက်နိုင်တယ်အမှတ်တွေကောင်းနိုင်တယ်ဒီလိုမျိုးတစ်ချက်ရှိတယ် ဒါကတော့ပညာရေးနဲ့အလုပ်ကိုင်းပိုင်းဆိုင်ရာပေါ့နော်အလုပ်ကိုင်းမှာဆိုလို့ချင်းလည်းအလုပ်တွေပါရကြရင်တော့ဒါနောက်လာတဲ့ကနေစပြီးအကူပြောင်းကာလာတွေမှာပါမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဆင်ပြေဖို့တွေတော်တော်လေးကိုတော့များတာမျိုးလေးတွေ့တယ်ပေါ့နော်တနိုင်ငံတနိုင်ငံရွှေ့ကျင်တာသို့မဟုတ်အဲတစ်ဖက်မှာအလုပ်တစ်ခုကတစ်ခုကပြောင်းကျင်တာဒါမျိုးလေးတွေအတွက်လည်းအဆင်ပြေနိုင်ပါတယ် scholarship ပုံစံနေထားရတဲ့ join ချင်တဲ့လူတွေတစ်ဖက်မှာပေါ့နော် master တက်ချင်တဲ့ပုံစံနေထားမျိုးတွေဆိုလည်း baby တို့အနေနဲ့ကအဆင်ပြေနိုင်တယ်လို့မျိုးအနေနဲ့ပြောကျင်တယ်အဲ့တော့နောက်တစ်ခုကပါလဲဆိုတော့ တပတ်မှာပေါ့နော်စိတ်နဲ့ပတ်သက်လို့ပိတ်လောင်မိတဲ့ခံစားချက်တွေကတဖြည်းဖြည်းနဲ့ manifest လုပ်ပြီးတော့အဆင်ပြေလာတာမျိုးလေးတွေ့ရတယ်။အဲကိုကတဲ့အလင်းရောင်ပုံစံမျိုးနေထားလေးတွေဒီနေရာမှာဘယ်လိုတော့တွေ့လဲဆိုတော့အရင်တုန်းက ကိုကအဲသူများစိတ်နဲ့ရှင်သန်တာတို့ဒီလားအဲသူများကိုပို့ပြီးဦးစားပေးမှုကြောင့်ကိုဘွားကိုရှာမတွေ့ရတော့ကိုရဲ့ပျော်ရွှင်မှုတွေကတိမ်မြုပ်နေရတော့ဒါမျိုးလေးဖြစ်တယ်ပေါ့နော်အဲ့ဒီအရာတွေကတဖြည်းဖြည်းနဲ့ငါကငါချေရမယ်ငါစူးစားမယ်ငါကြွက်ကိုငါဒီချိန်မှာတော့ငါကငါအချိန်ပေးတော့မယ်ပေါ့စသဖြင့်ဒီလို thinking slate တွေဝင်လာတဲ့ဒါတဘောလေးတွေပေါ့နော်အဲ့တော့ positive energy လေးတွေရှိလာတဲ့အကူပြောင်းကာလာတွေမှာလေးတွေ့ပါတယ်အဲနောက်တစ်ခုနေနေရတော့ပါလဲဆိုတော့အခြေရေးအိမ်တော်ရေးပုံစံဒီထောက်ကြည့်တဲ့အခါမှာ ဘယ်လိုဖြစ်လဲဆိုတော့ဟိုငါကြီးစားသူကြီးစားဖြစ်နေပုံစံမျိုးပေါ့နော်အဲ့ဒါမျိုးလေးတွေဖြစ်နိုင်တယ်နောက်တစ်ခုကသူ့လူကကိုယ့်လူလားဖြစ်တာမျိုးလေးဖြစ်နိုင်တယ်အဲ့တော့ဘယ်လိုမျိုးစင်ကြရမလဲဆိုတော့ဥပမာကိုပတ်သက်နေတဲ့လူတွေနဲ့ဆိုလို့ရှိရင်အအရင်လွတ်ထားတာမျိုးတွေမကောင်းဘူးပြီးတော့တစ်ဖက်မှာဆိုလို့ရှိရင်လေကိုကကိုဒီလင်းလုံးမဲ့လူပေါ့နော်ကိုအနေနဲ့စဉ်းစားမယ်ဆိုလို့ရှိရင်လေအဲ့လူကိုတေးချလေးတော်တော်လေးကိုဘက်ကနေလေးလာပြီးတော့မှ ဆုပ်ဖြတ်တာမျိုးလေးလုပ်ပါ။ဘာကြောင့်လဲဆိုတော့ तू ကတော့ကိုယ်အပြောတွေချောပြီးတော့ဗောနော်တကယ်လက်တွေ့မှာကြတော့ तू ကဟိုတခြားလူရှိနေတာမျိုးဗောနော်အရင်လူနဲ့ပြန်ပတ်တဲ့ပတ်သက်နေရမျိုး तू မဟုတ်ဗောနော်အဲ့လိုမျိုးတခြားတစ်ဖက်မှာပေါ့နော်ကိုပြင်ထပ်ပြီးတော့အဲကိုလည်းလာပြောတယ်တစ်ဖက်မှာလည်းသူ flick နေတယ်ပေါ့အဲ့လိုမျိုးလေးဂျုံတွေ့နိုင်တယ်အဲကြောင့်မဒါလေးအဖြစ်များမယ်အဲ့တော့တခြားလေးစင်ကျင်ပြီးသွားမှရမယ်ပေါ့နော်ဒါလေးတစ်ခုလာပြောပေးတာအဲ့တော့နောက်တစ်ခုကဘာပြောရမလဲဆိုတော့ကြတော့လေအဲ ိုကပေါ့နော်တချို့တော့ယာရီမှာမထင်မဲ့မြင်တော့မဟုတ်ပေါ့နော်ကိုဘကမသိလိုက်ပဲပေါ့ဒါလေးကတော့ဒီလိုလေးမဟုတ်တော့ပါဘူးဆိုတဲ့အရာရည်နဲ့ပြဿနာလေးကြီးသွားတတ်တယ်ကိုမှနည်းနည်းဆုံးရှုံးမှုလေးတွေများသွားတတ်တယ်နော်အဲ့တော့ဒီအဲ့ယာရည်နဲ့ပတ်သက်ပြီးတခြားလေးဆင်ကျင်ပြီးတော့သွားမယ်လို့မောတာလာပြီးတော့ပြပြပေးရဖြစ်ပါတယ်အဲ့တော့ဒီပေါ့နော်ဒီကာလာတွေကဘယ်တော့မှဖြစ်နိုင်လဲဆိုတော့ကြတော့ဒီ၃လပိုင်းအခုမွန်ဟော့ဇန်ပေါ့နော်မောဟဇန်ရပြီးတာနေ၄လပိုင်း အဲနတ်ဆန်နဲ့ရှစ်တီဒါသွားမယ်ပေါ့နော်အဲကြားထဲမှာကဒါရဖန်ရခါမှာဒီလိုလေးတော်တော်လေးများများလေးပေါ့နော်ဒါဖြစ်နိုင်တာဖြစ်တဲ့အတွက်မိုးလာပြောပြတာပါအဲ့တော့အရင်တော့ဟောဆန်နေနေလဲဆက်ဆက်ပြီးတော့နားထောင်ပြီးတော့လဲလုပ်လို့ရတယ်ဒါကတော့ဂျားပေါက်ပေါ့နော်ဂျားပေါက်တတိထားမှာလေးဒီမိုးပေါ်လာလို့အမိုးလာပြောပြတာဖြစ်ပါတယ်အားလုံးပဲတက်တာပါနောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်